မန္တလေးတိုင်းမိုးကုန်းမြို့မှာမြို့ကအများစုဆစ်ဆောင်နေကြရတဲ့အတွက်လူမရှိတဲ့နေအိမ်တွေမှာခိုးမှုတွေများနေရလို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ကမိုးကုန်းမြို့ပန်းမရက်ကွက်ကနေအိမ်တစ်လုံးမှာပစ္စည်းတွေကိုဝင်ခိုးပြီးအိမ်ကိုပါတခိုးတွေကမီးရှို့ခဲ့တယ်လို့သိရပါတယ်။အိမ်မီးရှို့ခံရပြီးမီးခိုးနဲ့ညှော်နှက်နေထွက်မှရက်ကွက်ထဲကျန်တဲ့ပြည်သူတွေကသွားကြည့်တဲ့အခါအခိုးခံရမှန်းသိရှိခဲ့ရလို့ဆိုပါတယ်။ မြို့ကန်ပြည်သူတဝက်နီးပါးဆေးဘေးတိမ်းရှောင်နေကြရပါမယ်။တက်ကြီးရွယ်ဦးနဲ့ရမီရဖားတချို့ကတော့အိမ်ဆောက်ဖြစ်ကြံနေကြသူတွေရှိတယ်လို့မြို့ကန်တယောက်ကပြောပါရယ်။ဖူးဆူးလူရဲ့တရင်ကတော့ရှိတယ်မြို့ထဲမှာပန်းမဘက်တွေဘာတွေမှာလဲနောက်ပိုင်းပန်းမမှာအိမ်ဖောက်တာတွေကူးတာတွေရှိတယ်ပြီးတော့တချို့နေရာတွေမှာမြို့ထဲလူဝေးတဲ့အိမ်တွေပေါ့လူဝေးတဲ့အိမ်တွေရှောင်တဲ့လူတွေများတဲ့အိမ်တွေနားလေးမှာတော့အဲတချို့၄၅၆၆၈ယောက်နဲ့ဝင်ဖောက်တာတွေ ်ပစ္စည်းတွေတည်ထုတ်တာမျိုးတော့မရှိဘူးပေါ့အဲဝင်ဖောက်တာကိုးတာမျိုးတော့ရှိတယ်လူတဲ့အချိန်ကြီးတော့လူကတော့မျိုးတဝက်နီးပါးလောက်မရှိတော့တော်တော်များများတော့၆ကတ်နေတယ်ထားဝဲလဲပုံမှန်ပဲဖြစ်တယ်တွင်းလောက်တဲ့လူတွေလည်းပုံမှန်ပဲလုပ်နေကြတယ်ခုံးမှုတွေများနေရတဲ့ပတ်သက်ပြီးတကိုးတွေကိုဖမ်းဆီးရေးယူနိုင်တာမျိုးတော့မတွေ့ရဘူးလို့မြို့ကန်တချို့ကဆက်ပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းက TNL အချုပ်ထောင်ကမူရစေဝအမှုနဲ့အချုပ်ကြောက်နေသူတွေငွေကြေးပေးပြီးလွတ်လာကြတဲ့အတွက် အခုလိုခိုးမှုတွေများလာရတယ်လို့မြို့ကန်တွေကထင်မြင်ချက်ပေးပါတယ်။ဒါနဲ့ပတ်သက်လို့ TNA တွေဘက်ကဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။လက်ရှိမိုးကုတ်မြို့ထဲမှာတော့ TNA တွေတပ်သားတချို့ရှိနေပြီးစစ်ကောင်စီတပ်သားတွေကဝင်လာတာမျိုးတော့မတွေ့ရသေးဘူးလို့မြို့ကန်တွေကဆိုပါတယ်။၈၀ရာခိုင်နှုန်းတော့ပြည်သူတွေကစစ်ဆောင်သွားကြပြီဆိုတော့အဲ့ဒီစစ်ပေးဆောင်တဲ့နေအိမ်တွေကိုဈေးသမားတွေတခိုးတွေဒါတွေကအဲကျွန်တော်တို့ဒီ TNA အချုပ်ထောင်တွေကနေတိတ်မကြခင်ရပ်ပိုင်းနေတဲ့မှာပဲ။ ပဆန်နဲ့ရွေးထုတ်သွားတဲ့လူတွေပေါ့နော်ပဆန်နဲ့ထွက်သွားကြတဲ့လူတွေအများကြီးမျိုးထဲမှာရှိနေတယ်ဆိုတော့ဒေတာဘောက်ကိုရှိလာမှာပါဘယ်သူရထင်းချုံမှုအောက်မှာရှိနေတယ်လဲဆိုလို့ရှိရင်တော့ TNL ရဲ့ထင်းချုံမှုအောက်မှာပဲရှိနေပါသေးတယ်မန္တလေးတိုင်းမိုးကုတ်မြို့ကို2024ခုနှစ်ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတည်ယူခဲ့ပြီးတနှစ်ကျော်ကြာနိုဝင်ဘာလ29ရက်နေ့မှာတရုတ်နိုင်ငံရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့ညှိနှိုင်းပြီးမိုးကုတ်မြို့ကနေထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ် TNL တပ်တွေဆုတ်ခွာတဲ့အခါ စစ်ကောင်စီတပ်ကပါတခါတည်းမိုးကုတ်မြူတဲ့ခေါ်လာမယ်ဆိုတဲ့သတင်းတွေနဲ့ထွက်ပေါ်နေပါဗျ။ကျမတီရီပါ you